ချိုးလေမိမတွေအတွက်အရန်ကိုအရေးကြီးတဲ့စောက်လေးတုပ်ကိုညှိုးခြင်းနဲ့ပေါ့နော်အဲ့စောက်က anxious generation လို့ခေါ်တဲ့ကျွန်တော်တို့လူငယ်တွေကလေးတွေကိုကျွန်တော်တို့ဖုန်းနဲ့ ပေးပြီးတော့မှကြီးပြင်းလာတဲ့အခါမှာဘလို့မျိုးအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုရေးထားတာဖြိုအဲ့စာအုပ်ကိုဖတ်ပြီးတော့မှမျက်ရည်ကျတယ်ဘာလို့လဲဆိုဖြိုမှတူလေးဒီမလေး6ယောက်ရှိတယ်သူတို့လည်းဖုန်းမြင်းသုံးတယ်ဒါသူတို့မှဖုန်းတုံးတဲ့ရက်တွေတီးတန့်ရှိတယ်ဆိုပေမဲ့ဖြိုတို့ငငယ်တုန်းကလည်းမတူဘဲနဲ့ဖုန်းတွေကွန်ပျူတာတွေနဲ့ကြီးပြင်းလာတဲ့အခါကျတော့အခုဖြိုတူမလေးတွေကတယောက်ဆိုရင်ပေါ့နော်ညာအိတ်မပြောတဲ့ပြဿနာရှိတယ်သူကလေးပဲရှိတယ်ညာအိတ်မပြောဘူးပြီးရင်အဲတူလေးတွေကတယောက်ဆိုရင် အာယုံဆိုင်လို့မရဘူးစာလုတ်တယ်ဆိုရင်စာကိုအာယုံဆိုင်လို့မရဘူးဖြစ်နေအဲ့ဒါတွေအကုန်လုံးရဲ့ပြဿနာကဖုန်းနဲ့ကြီးပင်းလာလို့ဖြစ်ရတာပေါ့နော်တချို့မိဘတွေလည်းတီးပြီးသားပါကိုသားသမီးကိုဖုန်းပေးသုံးဖို့နော်ဟို restriction လောက်ရမယ်ဆိုတာတီးပြီးသားဒါပေမဲ့ကျွန်တော်တို့အားလုံးသိနေတဲ့ဒီဖုန်းသုံးခြင်းပေါ့နော်ကလေးတွေကိုဖုန်းနဲ့ကြီးပင်းခိုင်းခြင်းရဲ့ လက္ခဏာတွေကအကျိုးကျေးဇူးတွေကပေါ့နော်ပြဿနာတွေကဒီတက်အများကြီးပိုဆိုးတယ်ဆိုတာကို အသေးစိတ်တိဖို့မိဘတွေပေါ့နော်ကိုသားသမီးကိုကြောင်းကောင်းထားအောင်လည်းမပြီးသေးဘူး parenting နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိစေချင်တယ်ဒါကြောင့်မို့ဒီစာအုပ်လေးပေါ့နော် anxious generation ဆိုတဲ့စာအုပ်လေးကိုဖြိုးအမြဲကြည့်နေတဲ့အဲကိုသားသမီးတွေကိုပေါ့နော်ကောင်းကောင်းမွန်မွန်ကြည်ပြင်းစေချင်တဲ့မိဘတွေကိုဖြိုးကညွှန်းပေးချင်ပါတယ်ပြီးရင်ဒါကဖြိုးရွှေနှုတ် application ကိုကိုစီးပွားရေးလုပ်လို့မဟုတ်ဘူးဒီစာအုပ်ကိုဖြိုးอ่ะဖြိုးရဲ့တူလေးတူမာလေးတွေအတွက်ရဲ့နောက်တစ်ခုကိုကိုတိုင်းကကလေးကိုအရန်ချစ်တဲ့အတွက်ကလေးတွေပေါ့နော်သူတို့ဖုန်းနဲ့ကြီးပင်းလာတဲ့အခါမှာဘလို့မျိုးသူတို့မှာအကျိုးတရားမှုရှိလဲဆိုတာကို ဖြိုးပါဝင်เนาะမိဘတွေအကုန်လုံးကိုသိစေခြင်းနဲ့အတွက်ဒီစာအုပ်ကို ဖြိုးကိုတိုင်းဥဆောင်ပြီးတော့မှ summary လုပ်တယ်တေချာလေးစီစဉ်ထားပေးတာပါဖြစ်နိုင်ရင်အင်္ဂလိပ်လို ဖတ်နိုင်လဲအင်္ဂလိပ်လိုအပီစီဖတ်ပါအဲ့လိုဖတ်လိုက်ပြီးဆိုရင်တေချာပေါ့ကိုသားသမီးကိုထင်းချောင်းတဲ့ပုံစံမှာဖုန်းနဲ့ပတ်သက်လာရင် အပြောင်းလဲအကြီးတစ်ခုဖြစ်သွားမယ်ဆိုတော့အမခန့်နဲ့ဒါကြောင့်မလို့အဲ့ဆောင်လေးကိုဖတ်ပြအောင်ဖတ်ပါကို့မှာသားသမီးရှိရဆိုရင်အခုခေတ်လူတိုင်းကဖုန်းနဲ့ကြည်ပင်းလာဖြစ်တဲ့အတွက်အဲ့ဒီဖုန်းနဲ့ကြည်ပင်းတဲ့ကလေးတွေမှာဘလို့မျိုးကြောက်เสียကောင်းတဲ့ဆိုးကျိုးတွေရှိတယ်ဆိုတာကိုတေချာနားလဲအောင်လို့ဖတ်ပြအောင်ဖတ်ပါလို့ဒီကနေ့ပြီးတော့မှညွှန်ပေးကြပါမယ် အဖြူပြောခဲ့တဲ့စာအုပ်တို့ရှင်နော့ application နဲ့မှာအတန်းနဲ့ရောစာနဲ့ပါဖတ်ရှုနိုင်စင်နိုင်ပါရဲ့ရှင်